နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလှိုက်လဲစွာကြိုဆိုပါတယ်။ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ငြိမ်သက်ခြင်းနဲ့ကျေးဇူးတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။နိုဝင်ဘာလ22ရက်စနေနေ့ ရှင်ဟန်ဂရိုအခန်းကြီး၁၀နှစ်အငယ်တင်မရှယ်ပသက်ခါပွဲခံခြင်း၆ရက်လိုသေးသောအခါအထက်ကဒေလွန်၍ဒေချင်းမှထမြောက်တော်မူသော လာဇရုနေရာအယံဘေဒနိရွာသို့ယေရှုသည်ရောက်တော်မူ၏ထိုကြောင့်ထိုသူတို့သည်ပွဲလောက်ကြသဖြင့်မာသသည်လှုပ်ကြွေးမှုကိုဆောင်၍လာဇရုသည် ကိုရောနှင့်အတူလျောင်းတော်သူတို့အဝင်ဖြစ်၏ထိုအခါမာရိသည် အဖိုးများစွာထိုက်သော နာဒုစီမွေစေအချက်30ကိုယူ၍ယေရှု၏ခြေတော်ကို လိမ့်ပြီးလျှင်မိမိစပင်နှင့်တုတ်သဖြင့်ထိုစီ၏အမွေသည်တအိမ်လုံးကိုနှံ့ပြ၏တပည့်တော်တို့အဝင်ဖြစ်၍ကိုရောကိုအနံ့မိသူ ရှီမုန်၏သားယူဒာရှကာရောကထိုစီမွေကိုဒေနာရီ အပြာ300အဖိုးနှင့်ရောင်း၍ဆင်းရဲသောသူတို့အားအဘယ်ကြောင့်မပေးသနည်းဟုဆို၏ ထို့သောဆိုသောဆင်းရဲသောသူတို့အကျိုးကိုထောက်၍ဆိုသည်မဟုတ်မိမိသည်တခိုးဖြစ်လျက်တပည့်တော်များသုံးရန်ငွေအိတ်ကိုဆောင်၍နှံ့ယူတတ်သောကြောင့်သာ ဆိုတည်းယေရှုသည်လည်းထိုမိမကိုရှိစေတော့ငါ၏အလောင်းကိုတကြိုချင်းငါပြင်ဆင်သောနေ့တိုင်အောင် သူသည်ဤစီမွေးကိုတို့ထားပြီးဆင်းရဲသောသူတို့ကသင်တို့၌အစဉ်ရှိကြ၏ငါမူကားအစဉ်ရှိသည်မဟုတ်ဟုမိန်တော်မူ၏ ထိုအခါမာရိသည် အဖိုးများစွာထိုက်သောနာဒုစီမွေးစစ်အကျပ်30ကိုယူ၍ယေရှု၏ခြေတော်ကို လိမ့်ပြီးလင်မိမိစပင်နှင့်တုတ်သဖြင့်ထိုစီ၏အမွေးသည်တအိမ်လုံးကိုနှံ့ပြ၏ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး10နှင့်အခန်းငယ်3အဖိုးထိုက်တန်သော ပိုင်ဆိုင်မှုလန်ဒန်မြို့တွင်ကျင်းပသော ပါတီပွဲတစ်ခု၌ အဖေနှင့်အမေတို့ပထမဆုံးအကြည့်ချင်းဆုံခဲ့သည် ထို့နောက်အမေနှင့်တွေ့ရရန်အဖေသည် ဖိတ်ကြားမခံရဘဲနှင့်ဒုတိယအကြိမ်ပါတီပွဲသို့သွားခဲ့သည်တတိယအကြိမ်တွင်မူသူကပါတီပွဲကို စီစဉ်ခဲ့သည် နောက်ဆုံးတွင်အမေကိုကြေးလက်ဒေသသို့လဲပတ်ရန် ဖိတ်ခေါ်ကာသူတံပိုးထားမျက်နှိုးသည့်ရိုဗာစီဒင်ကားဟောင်းဖြင့်သူမအားသွားကြူခဲ့သည် အဖေနဲ့အမေသည်ချစ်သူများဖြစ်ခဲ့ကြတော့လေပြဿနာမှာအမေသည် သာသနာပြုရန် ပီရူးနိုင်ငံသို့ပြောင်းရွှေ့တော်မူဖြစ်သည် အဖေသည် သူမကို လေစိတ်သို့လိုက်ပို့ပေးပြီးနောက်၅လအကြာတွင် သူကိုယ်တိုင်ပီရူးနိုင်ငံသို့လိုက်သွားပြီး အမေအားလက်ထပ်ခွင့်တောင်းခဲ့သည်ဇလိုင်း၏အကောင်းဆုံးအပိုင်းမှာလေရင်လက်မှတ်ဝယ်ရန်အဖေသည် သူအလွန်မျက်နိုးသော ရိုဘာကားကိုရောင်းလိုက်ရသည် မာသနှင့်လာဇရုတို့၏ညီမမာရိ၏တန်ဖိုးအထားဆုံးအရာကိုမေးခဲ့လျင် အဖိုးများစွာထိုက်သောနာရုစီမွေဖြစ်ကြောင်းသူမှပြသလိမ့်မည်။သခင်ယေရှုအတွက်မာရိနှင့်မာသတို့လှုပ်ပေးသောစားတောက်ပွဲ၌သင်ရှိခဲ့ပါကတန်ဖိုးကြီးသောစီမွေကို သခင်၏ခြေတော်အားသူမှ လိမ့်ချံပေးခဲ့သည်ကို ကြည်ချင်းဖြင့်သူမအတွက်ခရစ်တော်သည်လွန်စွာအဖိုးထိုက်သော တန်ဖိုးရှိသောသူဖြစ်ကြောင်းသင်နားလည်လိမ့်မည်ကျွန်တော်အမိအတွက်အဖေကားရောင်းလိုက်ခြင်းကလေရင်လက်မှတ်အတွက်မျှတာမဟုတ်ပဲသူမကိုအဘယ်မျှလောက်တန်ဖိုးထားကြောင်းသက်သေဖြစ်သည် မာရိသည် သခင်ယေရှု၏အလောင်းကိုသင်ကြိုရန်ပြင်ဆင်နေခြင်းဖြစ်ကြောင်းသူမ၏လောက်ရက်များကตา၍နဲ့နေသောအတိတ်ဘယ်ကိုဖော်ပြပေးသည်သူမကဲ့သို့ပင် ကျွန်ုပ်တို့သည် မိမိတန်ဖိုးအထားရဆုံးသောအရာကိုဖျားသခင်အတွက်စွန့်လွတ်လိုက်ခြင်းကကိုတော်၏ကြီးမားသောကိုကျိုးစွန့်မှုကိုထင်ဟပ်လျက်ကိုတော်၏ရွေးနှုတ်ခြင်းအမှုတော်တွင် ပါဝင်ခြင်းဖြစ်တော်သည် ဖျားသခင်အတွက်မိသည့်တန်ဖိုးထားရသောအရာကိုသင်စွန့်လွှတ်မည်နီမာရီ၏လေးနက်သောလှုပ်ရမြား၏အတိတ်ဘယ်ကို သခင်ယေရှုပေါ်ပြသောအခါ သင်သည်မာရီ၏နေရာ၌ရှိပါကမည်သို့ခံစားရမည်နီချစ်တော်သခင်ယေရှုကျွန်ုပ်အတွက်အဖို့တန်ဆုံးသောလောကအရာ ပိုင်ဆိုင်မှုထက် ကိုတော်သည်သာ၍အဖို့ထိုက်ပေ၏ ်ခင်ယေရှုနာမကိုအမိပြု၍တောင်းလျှောက်ပါသည်အာမင်နေ့စဉ်ခွန်အားကိုကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများ ဖြစ်တည်နိုင်ကြပါစေ။